ဒီတစ်ခါဒီချက်တင် जा ပေးမယ်သင်ငန်းစာကတော့ဇာရိတနဲ့ပြည်သူနေတိဆိုတဲ့ဘာသာရပ်ထဲကသင်ငန်းစာ၃ခက်ခဲမှုများဒို့ကြော်လွားဆိုတဲ့သင်ငန်းစာလေးနော်ဒီသင်ခန်းစာလေးမှာ အခက်ခဲတွေရှိပေမဲ့ဘယ်အရာမဆိုရည်မှန်းချက်တွေထားပြီးတော့စူးစမ်းလုံဆောင်ရမယ်ဆိုတဲ့အကြောင်းကိုသင်ကြားပေးသွားမယ်။ ကဲဒါဆိုလို့ရှိရင်ပုံလေးကိုအားလုံးကြည့်ကြမယ်ပုံထဲကចောင်းသားចောင်းသူတွေရဲ့ရည်မှန်းချက်ကဘာလဲဆိုတော့သူတို့ကចောင်းကို နိုင်ငံတော်တချင်းဆိုတဲ့အချိန်အမီចောင်းတဲ့ချိန်အမီသူတို့ကចောင်းကိုရောက်ချင်တာဒါပေမဲ့သူတို့ရင်ဆိုင်နေရတဲ့အခက်ခဲကိုကြည့်ပါဦးသူတို့ရင်ဆိုင်နေရတဲ့အခက်ခဲကသူတို့ကရိုးရိုးကားနဲ့လာရတာမဟုတ်ဘဲနဲ့လှီလော်ပြီးတော့ចောင်းကိုလာရတဲ့အတွက်ခရီးကထင်သလောက်မတွင်ဘူး ဒါပေမဲ့သူတို့ကចောင်းသားចောင်းသူတွေကလှေလှော်တဲ့သူကလှော်ရေကိုခတ်ပြီးထုတ်တဲ့သူကထုတ်ရေတွေကဓာတ်ပင်တွေကိုဖယ်ပေးတဲ့သူကဖယ်နဲ့စူးစမ်းပြီးတော့လှုပ်ဆောင်နေကြတယ် ါကြောင့်မို့လို့အခက်အခဲနဲ့တွေ့ကြုံလာတဲ့အခါမှာစိတ်မပြတ်ဘဲနဲ့နီးလန်းရှာပြီးတော့ဖြစ်ဖြစ်ဥပေါင်းဆောင်ရွက်ပြီးပဲဖြစ်ဖြစ်စ조사လှုပ်ဆောင်မှသာမိမိမျှော်မှန်းထားတဲ့ပန်းတိုင်ကိုရောက်မယ်ဆိုတဲ့အကြောင်းကိုပြောပြရင်းနဲ့တီချင်နဲ့နောက်စာသင်ချိန်တစ်ခုမှပြန်တွေ့ပါမယ်။ စားတင်ချိန်လေးမှာတော့တီချဲကဘယ်အလောက်ကိုမဆိုဇွဲ လုံးလားဝရိယနဲ့လှုပ်ဆောင်တတ်ဖို့အတွက်အရေးကြီးတယ်ဆိုတဲ့အကြောင်းကိုဟယ်လင်ကဲလားဆိုတဲ့ကလေးလေးရဲ့အကြောင်းလေးဖတ်ပြရင်းနဲ့သင်ကြားပေးသွားမယ်နော်1880ခုနှစ်အမေရိကန်နိုင်ငံအလာဘားမပြည်နယ် တက်စ်ဂမ်ဘီယာမျိုးမှာမွေးဖွားခဲ့တယ်။သူ့ကိုမွေးဖွားတဲ့အခါတုန်းကကိုအင်ကအပြည့်စုံတဲ့အကြအမြင်ကောင်းမွန်ပေမဲ့အသက်18လအရွယ်မှာထူးဆန်းတဲ့ယောဂတစ်မျိုးဆွဲကပ်ပြီးတော့မျက်စိနှစ်ဖက်စလုံးကွယ်သွားခဲ့တယ်တဲ့။အဲ့ဒါအပြင်ကို စကားမပြောနိုင်ဘဲနဲ့လဲစွန့်အပ်သွားခဲ့တယ်။ သူ့ရဲ့အဖေအမေထမင်းချက်နဲ့အိမ်နေချင်းကလေးတွေကိုချေဟန်လက်ဟန်နဲ့ဆက်သွဲတဲ့အခါမှာသူဘာပြောလဲဆိုတာကိုသူတို့ကနားမလည်ကြဘူးတဲ့အဲ့လိုဖြစ်တဲ့အခါတိုင်းဟယ်လင်ကဝမ်းနေပြီးတော့ချုံပွဲချပြီးတော့ငိုလေးရှိတယ်တဲ့သူကအမြဲတမ်းလည်းငိုနေတတ်တယ်တဲ့အဲ့လိုနဲ့ဟယ်လင်ကအသက်9နှစ်ပြည့်ခန်းဒီမှာဘော့စတွန်မြို့က ပါကင်မျက်မမြင်ကြောင်းကဆီယမအန်းကဟယ်လင်တို့အိမ်ကို ရောက်လာခဲ့တယ်တဲ့သူရောက်လာပြီးတော့တလအကြာမှာဆီယမအန်းကဟယ်လင်ကို ရေပုံမိုင်းစီကို ခေါ်သွားတယ်ခေါ်သွားပြီးတော့ဟယ်လင်ရဲ့လက်ကိုရေအောက်ကိုထိုးသွင်းပြီးတော့ရေဆိုတဲ့စကလုံးကိုပေါင်းပြတယ်တဲ့ရုတ်တရက်ချက်ချင်းပဲဟယ်လင်ရဲ့စိတ်ထဲမှာအသိစိတ်ဝင်လာပြီးတော့လက်ပေါ်မှာစီးနေတဲ့အေ ပြီးတော့အထူးကောင်းမွန်တဲ့အရာ ရေဖြစ်တယ်ဆိုတာကိုသိသွားတော့တယ်တဲ့အဲ့ဒီကနေတဆင်းအရာဝတ္ထုတွေကိုစိတ်အားထက်သန်စွာနဲ့သင်ယူဖို့ဖြစ်လာခဲ့တယ်သူကသကလုံးတစ်ခုကို ကောင်းစွာအတန်ထွက်နိုင်ဖို့အတွက်အချိန်ချင်းလေ့ကျင့်ခဲ့တယ်။အဲဒီနောက်မှာတော့ဟယ်လင်က မျက်မမြင်နဲ့ဖတ်တဲ့စာအုပ်နဲ့ဝေါ်ဟာရသကလုံးအများပြားကိုတင်ပေးခဲ့တယ်။ မြောက်တာစားတာပေါင်းတာနှုတ်တာအခြေခံတင်ချတွေလည်းတင်ပေးတယ် အသက်6နှစ်အရွယ်မှာ အမေရိကန်နိုင်ငံဘော့စတိုမြို့မှာရှိတဲ့ဆွမ်းအားနားမကြားကြောင်းကျောင်းအုပ်ဆရာမကြီးဆာရာဖူလာထံကိုတွားပြီးတော့တွေ့တဲ့အခါကျတော့ဆရာမကြီးကဟယ်လင်ရဲ့လက်နဲ့သူ့ရဲ့မျက်နှာကိုကင်ခိုင်းတယ်တဲ့။အဲဒီနောက်မှာစကားပြောတဲ့အခါမှာသူ့ရဲ့ဗစက်နဲ့ရှာတွေကဘလို့အလုံးလုံးတာကိုလက်နဲ့စမ်းကြည့်ခိုင်းတယ်တဲ့။ဟယ်လင်ကအဲ့လိုမျိုးလိုက်လုပ်ကြည့်တယ်။အချိန်တနားရီအတွင်းမှာပဲစကားချောင်မျိုးကိုဟယ်လ လင်ကနားလဲသွားတယ်။သူတို့အိမ်ပြန်ရောက်လာတဲ့အခါမှာဆရာမအန်းကကျောင်းအုပ်ဆရာမကြီးတင်ပေးလိုက်တာကိုဟယ်လင်ကိုနေ့စဉ်လေ့ကျင့်ပေးတယ်တဲ့။အဲဒီနောက်မှာတော့ဟယ်လင်ကပါကင်အထက်တန်းချောင်းကိုတက်တဲ့အထက်တန်းချောင်းအောင်မြင်တဲ့အခါမှာ Red Clock Gorey ကိုတက်တယ် အထက်တန်းကျောင်းဝကောလိပ်မှာပါဆရာမအန်းကအတန်းထဲထိလိုက်ပြီးတော့ဟယ်လင်းကိုအနီးကပ်ကူညီပေးတယ်တဲ့ဟယ်လင်းကအဲ့ဒီကောလိပ်မှာပဲဘွဲရခဲ့တယ်ဆရာမအန်းကကွဲလွန်တဲ့အထိကိုဟယ်လင်းနဲ့အတူနေပြီးတော့ကူညီသွားခဲ့တယ်ဟယ်လင်ကဲလာကထေရှားကြော်ကြားတဲ့စိတ်ဓာတ်မြင့်တင်ရေဟောပြောသူဆရာမတူဖြစ်လာခဲ့တယ် ဟန်လီရဲ့အကြောင်းကိုသူရေးသားထားတဲ့ကျမဘဝဇာတ်ကြောင်းဆိုတဲ့စာအုပ်မှာသူ့ရဲ့ကိုယ်ရေးအထုပ်ပတိကိုရေးပြထားခဲ့တယ်။ဟန်လီကခိုင်မြဲတဲ့ဇွဲနဲ့မိမိရဲ့ကိုခန္ဓာချိုယွင်းမှုကိုအန်တုပြီးတော့ရည်ရွယ်ထားတဲ့ပန်းတိုင်ကိုရအောင်လို့စ조사ခဲ့တာကြောင့် Harvest တက္ကသိုလ်ကချီးမြှင့်တဲ့ဂုံထူးဆောင်ပွဲကိုပထမဦးဆုံးရရှိခဲ့တဲ့အမျိုးသမီးတစ်ဦးလည်းဖြစ်တယ်။ ။ဒါကြောင့်မို့လို့အခက်ခဲတွေကိုစ조사ကြော်ဖြတ်ပြီးတော့အောင်မြင်တဲ့သူတွေကိုလေးစားအတူယူထိုက်သူများအဖြစ်မှတ်တမ်းတင်ထားခြင်းခံရတယ်။ ဟန်လင်ကဲလာလို့အခက်ခဲတွေကိုမလျှော့တော့ဇွဲလုံးလာနဲ့ဖြတ်ကျော်ပြီးတော့အောင်မြင်မှုတွေရရှိခဲ့တဲ့ပုံကုံမျိုးတွေမြန်မာနိုင်ငံမှာလည်းရှိမှာပဲเนาะခိုင်းပါတဲ့ရင်မှန်းချက်ပန်းတိုင်ကိုထားရှိပြီးတော့တွေ့ကြုံလာတဲ့အခက်ခဲတွေကိုမလျှော့တော့ဇွဲလုံးလာနဲ့စ조사ကြော်ဖြတ်လို့ရှိရင်အောင်မြင်မှုတွေရရှိမှာအသေးချာပဲเนาะဒါဆိုဒီချက်နဲ့နောက်သင်ခန်းစာတစ်ခုမှပြန်တွေ့ပါမယ်